မုံတိုင်းကြောင့်အဆင်မိုးတွေရွာသွန်းလာတဲ့အတွက်ထွက်ပြေးကြရတဲ့လူတွေဇလန်းရဲ့အစမှာတော့ဆက်ယုံလို့သမားတွေကဆန္ဒပြဖို့ပြင်ဆင်နေကြတာနဲ့အစားပြုထားပါတယ်ဆန္ဒပြရတဲ့အဓိကအကြောင်းရင်းကတော့ဆက်ယုံကလုံခြုံရေးကိုဂယူမဆိုင်မှုကြောင့်သူတို့ရဲ့လုပ်ဖော်ကိုင်ပဲ့တယောက်ဖြစ်တဲ့ခင်ရန်ထိကြိုက်တန်းရာရသွားတာကနေစပြီးတော့စတင်ခဲ့တာဖြစ်ပါတယ်သူတို့ရဲ့ဆန္ဒထုတ်ပေါ်မှုကိုအဓိကဥဆောင်တဲ့လူကတော့မီဟော့လို့ခေါ်တဲ့အလုသမားပဲဖြစ်ပါတယ်။စက်ရော်ရဲ့အုပ်ချုပ်ရေးအဖွဲ့ကတော့အလုသမားတွေရဲ့ဆန္ဒပြထုတ်ပေါ်မှုတွေကိုနားထောင်ဖို့စိတ်ကူးမရှိဘဲနဲ့ ပြဿနာကပိုကြီးသွားအောင်ဖန်တီးလိုက်ပါတယ်။သူတို့ကရဲတွေကိုခေါ်လိုက်တော့ရဲတွေကလုံသမားတွေကိုရိုက်နှက်ကြပါတယ်။ဒေါသထွက်နေကြတဲ့လူအုပ်ကြီးကလည်းပြန်လဲတိုက်ခိုက်ကြပါတယ်။ယုံရင်စာကဖြစ်နေတဲ့ဂျားကဒေါသထွက်နေတဲ့မီယောကတော့ရဲတယောက်ကိုချုပ်ပြီးတော့လယ်ဘင်းကိုညှစ်ထားလိုက်ပါတယ်။အဲဒါကိုဗီဒီယိုမှာတေချာရိုက်ထားခဲ့တော့တရားရုံးမှာတက်တည်ဖြစ်လာခဲ့ပါတယ်။အချိန်တွေလည်းကြာပြီးတဲ့နောက်မှာတော့မီယောတယောက်ကယ်ရန်စီကိုအလဲသွားခဲ့ပါတယ်။ကယ်ရန်ကတော့ဒဏ်ရာကြောင့်လမ်းမလျှောက်နိုင်သေးပါဘူး။ အဲဒီနောက်တရားရုံးကချမှတ်လိုက်တဲ့အပြစ်ဒဏ်ပြီးရင်မီယော်ကသူမနဲ့အတူလာနေပေးမယ်လို့ပြောလိုက်ပါတယ်။ကေနန်ကတော့နောက်ထပ်ခွဲစိတ်မှုတစ်ခုကိုပြုလုပ်နေရပါတယ်။တချိန်တည်းမှာပဲမီဟော့ရဲ့သမီးလေးဖြစ်တဲ့ဆယ်မာကတော့သူ့တန်းပေါ်ရေးကြားမှာသူ့ဘေးရဲ့ဗီဒီယိုကြောင့်အလောင်ကံဖြစ်ခဲ့ရပါတယ်။လောင်ပြောင်မှုတွေကိုတီးမခံနိုင်တော့တာကြောင့်သူမကတန်းပေါ်ရေးတဲကတယောက်ကိုတိုက်ခိုက်လိုက်ပါတယ်။အဲဒါကြောင့်ပဲကြောင်ကနေပြီးတော့မီဟော့ရဲ့ဇနီးဟောင်းအဲလစ်ကိုခေါ်ပြီးတော့တွေ့လိုက်ပါတယ်။ လမ်းလျှောက်မှာတော့ Alice ကယာဒီဥတို့ဖောက်ပြန်မှုအကြောင်းနဲ့ယာဒီဥတို့ချင်းဒီဆိုးတွေဖြစ်ပေါ်လာတော့မဲ့အကြောင်းသတင်းကိုရေဒီယိုကနေနားထောင်နေပါတယ်။သူမရဲ့ကို Bright ကတော့ဆဲမကျောင်းထုတ်မကန်ရအောင်ရောက်လာခဲ့ပါတယ်။ကျောင်းကတော့ပြဿနာရှာတဲ့ဆဲမကိုကျောင်းထုတ်ချင်နေပေမဲ့လည်းဒီတစ်ခေါက်ကိစ္စမှာတော့အနေငယ်ပြစ်ပေးလိုက်ုံနဲ့သာပြီးသွားခဲ့ပါတယ်။နောက်မှာတော့ Alice ကသဘာဝတရားကြီးကိုချစ်ပြီးတော့မြင်းတွေကိုသဘောကျတဲ့သူသမီးတို့အကုန်ကြများပေမဲ့လည်း Bora ကျောင်းတွေကအတွေ့အကြုံကောင်းတွေဖြစ်လာမှာပါဆိုပြီးတော့ပြောပြနေပါတယ်။ ဒါမဲ့ဆင်မာကသူမရဲ့ PC ကိုသွားလေဖို့ခွင့်တောင်းလိုက်ပါတယ်။မီယောပုံမှန်လာလေလို့ရမယ့်ရမဟုတ်ပေမဲ့လည်းအဲလစ်ကသဘောတူပေးလိုက်ပါတယ်။ဆင်မာကတော့မီယောစီကိုလာလေခဲ့ပါပြီ။သူကသူမကြိုက်ဆုံး online video တွေလည်းပြလိုက်ပေမဲ့မီယောကတော့အစိတ်ဝင်စားတဲ့ပုံပေါ်မနေခဲ့ပါဘူး။အဲဒီနောက်ဆင်မာကမီယောခြေထောက်မှာတတ်ထားတဲ့အချက်ပြခြေပက်ကြောင့်ဂျာရာကိုဖြည့်ရှင်းဖို့အကောင်းဆုံးနည်းကိုပြောလိုက်ပါတယ်။ယော်ဒီရဲ့ဆင်မာကသူမရဲ့ဖေကိုခေရန်နဲ့တူဘယ်လ်ဂျီယံကိုပြောင်းမသွားဖို့ပြောလိုက်ပါတယ်။ မြောကတော့သူမသူစီကိုကြိုက်တဲ့ချိန်လာလေလို့ရာကြောင်ပြောလိုက်ပါတယ်ကားနဲ့သွားရင်နှစ်နာရီလောက်ပဲဝေးပါလိမ့်မယ်စာနာပြမှုတွေကြောင့်တရားရုံးရောက်ပြီးကလေးကသူစီမှာအကုန်လုံးဆုံးရှုံးသွားခဲ့ရပါတယ်သူ့ရဲ့အလုပ်တွေတငယ်ချင်းတွေသာမကမိသားစုကပါမရှိတော့ပါဘူးကယ်ရန်တယောက်ကသာသူ့အတွက်ရည်တည်ပေးခဲ့ပါတယ်အဲဒါကြောင့်ခုသူမကလိုအပ်နေတဲ့ချိန်မှာတော့သူ့အနေနဲ့ပြန်ကူညီရမယ်လို့ပြောလိုက်ပါတယ်ဆေမာကတော့သူမဖေရဲ့အကြောင်းပြချက်ကိုလက်ခံလိုက်ရပါတယ်သူမကဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့ချိန်မှာတော့ ဥရောပမှာနောက်ထပ်ဖြစ်လာနိုင်မဲ့ရာသီဥတုကတ်ဆိုးတွေအကြောင်းကိုသတင်းလွှင့်နေခဲ့ပါတယ်။မြောကတော့အဲ့ဒီသတင်းတွေကိုစိတ်ဝင်စားနေခဲ့ပါဦး။ဘွားကစာကလေးကရှုပ်ထွေးခက်ခဲနေတာပဲလို့ပြောလိုက်ပါတယ်။နောက်ရင်မှာတော့လူတိုင်းကသူတို့ရဲ့ပုံမှန်လုပ်တွေကိုပြန်လုပ်နေကြရပါတယ်။မြောအလုပ်ပြန်လုပ်နေပြီးတော့ Alice ကတော့ဆယ်မကိုဘော်ရာအကြောင်းတစ်ခုစီကိုပို့ပေးနေပါတယ်။လမ်းလျှောက်မှာတော့မိုးကသဲလွန်းနေတာကြောင့် Alice ကကားနဲ့ပြင်ကိုတိုက်မိသွားခဲ့ပါတယ်။အကောင်လုံးပြီးတဲ့နောက်မှာတော့သူမကသူနာပြုတ်ဖြစ်အလုပ်လုပ်တဲ့ဆေးရုံနေရာကိုရောက်လာခဲ့ပါတယ်။ သူမရဲ့ကားကတော့ထိခိုက်သွားခဲ့ပြီးတော့ပြင်မရတော့မှဖြစ်ပါတယ်။ညမှာတော့ Alice တယောက်မိုးရေတွေစိတ်ဝင်နေတာကိုတွေ့လိုက်ရပြီးတော့တကားတွေပိတ်လိုက်ပါတယ်။ရေခွက်ပေါ်မှာတင်ထားတဲ့ပေါ်ဝါကတော့မိုးရေတွေကြောင့်အဆုံးတွေထင်းလာတာကိုတော့သူမသတိမထားမိလိုက်ပါဘူး။နောက်ရမှာတော့ဆယ်မာတို့ကတော်တွင်လေးချင်းရေတစ်ခုစီကိုသွားခဲ့ကြပါတယ်။အဲ့ဒီချိန်မှာ Alice နဲ့သူမရဲ့လုပ်ဖို့ကံပဲတို့က SM မိုးတွေကြောင့်ထိခိုက်မှုတွေဖြစ်ထားတဲ့အကြောင်းကိုဖတ်လိုက်ရပါတယ်။ဆိုရင်တော့အဲ့ Alice ကဆယ်မာကိုအိမ်ပြန်ခေါ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။တပတ်ကမီယောကတော့သူ့ရဲ့လုပ်ဖို့ကံပဲတွေနဲ့အတူ ဝိုးကြောင့်ညစ်ကြေးတွေကွာကြလာတဲ့ခေါင်းမိုးကိုစစ်ဆေးနေခဲ့ပါတယ်။အဲလစ်ကမီဟော့ကိုဖုံးခေါ်လိုက်ပြီးတော့ဘော်ရာချောင်းစီကိုလိုက်ဖို့ပေးဖို့ပြောလိုက်ပါတယ်။မီဟော့ကတော့ငြင်းလိုက်ပြီးတော့နားချင်းယူလို့မရသေးကြောင်းပြောလိုက်ပါတယ်။အဲလစ်ရဲ့အကိုကတော့ကိုပိုင်လို့လောက်တာကြောင့်ပိုပြီးအားလက်လိမ့်မယ်လို့လည်းပြောလိုက်ပါတယ်။အဲနောက်မိုးကပြန်ရွာသွန်းလာတာကြောင့်မီဟော့ကလည်းဆဲမကိုစိတ်ပူနေခဲ့ပါပြီ။တောထဲမှာတော့ဆဲမရဲ့မြင်းကထိန်းချောင်းလို့မရဖြစ်နေခဲ့ပါပြီ။ထရိုင်နာကဆောင်းခိုင်းထားပြီးတော့တခြားသူတွေကိုညွှန်ပြပေးပြီးမှသူမစီကိုပြန်လာလိုက်ပါတယ်။ မယောကနောက်ဆုံးမှာတော့ Alice ကိုဘောရာကျောင်းစီကိုလိုက်ဖို့ပေးလိုက်ပါတယ်။အဲဒီမှာလဲသူတို့လိုလာကြုံနေကြတဲ့မိဘတွေကအများကြီးရှိနေခဲ့ပါပြီ။ Alice ကကျောင်းထဲကိုသွားနေတုန်းမှာပဲမယောကရေဒီယိုကနေပြီးတော့ SMO တွေကသူတို့ရဲ့နေပယ်မှာရွာသွန်းလာနိုင်တာကြောင့်အိမ်ထဲမှာပဲနေဖို့တတိပေးချက်ကိုရေဒီယိုကနေကြားလိုက်ရပါတယ်။ Alice ကျောင်းထဲကပြန်ထွက်လာတဲ့အချိန်မှာတော့ဆယ်မာတို့အတန်းကအခုထိပြန်မရောက်ကြသေးကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့သမီးလေးပါသွားတဲ့တောစီကိုလိုက်သွားကြရင်းနဲ့သူတို့နှစ်ယောက်ကတိမ်မဲတွေဖုံးနေတဲ့တောအုပ်ကိုမြင်လိုက်ကြရပါတယ်။ လမ်းကလည်းပိတ်ထားပြီးတော့မုန်တိုင်းလည်းရှိနေတာကြောင့်မီယောကတော့လမ်းပေါ်ကမမောင်းဘဲနဲ့ဘေးနားကကွင်းမြင်တွေကနေဖြန့်မောင်းခဲ့ပါတယ်။ဒေါ်ရက်ကဇင်မာကတော့မိုးရေတွေကပထမဆုံးကြဆင်းလာပြီးတော့မြေကြီးကိုထိတာနဲ့တရှဲရှဲမြည်ပြီးတော့တိုက်စားနေတာကိုမြင်လိုက်ရပါတယ်။မြင်းတွေကလည်းကြောက်လန့်ကြကြနဲ့ဒေါ်ရက်ကိုထွက်ပြေးနေကြတာကိုလည်းမြင်လိုက်ရပါတယ်။သူမရဲ့ကိုပိုင်မြင်းကတော့ထွက်ပြေးသွားခဲ့ပါတယ်။အဲဒါကြောင့်ဇင်မာကမုန်တိုင်းလာနေတဲ့ဘက်ကနေထွက်ပြေးပါတယ်။တချိန်တည်းမှာပဲမီယောတို့ကဒေါ်ရက်ကိုရောက်လာကြပြီးတော့အဝေးကမြင်းဆောင်ကိုလည်းတွေးလိုက်ရပါတယ်။ ်အဲလစ်ကကားကိုဆက်မောင်းပြီးတော့ဘေးနားတစ်ဝိုက်ကိုရှာကြည့်လိုက်ပြီးမီယောကတော့မြင်းဆောင်စီကိုသွားလိုက်ပါတယ်မီယောကဆေမာကိုခေါ်လိုက်တော့ဆေမာကလည်းအာကုံသုံးပြီးတော့ပြေးလာခဲ့ပါတယ်သူတို့နှစ်ယောက်ကမိုးရေကြမလာခင်အချိန်မီလေးမှာမြင်းဆောင်နဲ့ဝင်ပုန်းနိုင်လိုက်ကြပါတယ်အဲဒီနောက်မီယောကအဲလစ်ကိုဖုန်းခေါ်လိုက်ပြီးတော့ဆေမာကိုတွေ့တဲ့အကြောင်းပြောလိုက်ပါတယ်အဲလစ်တယောက်မြင်းဆောင်စီကိုကားနဲ့ပြန်ရောက်လာပြီးမီယောနဲ့ဆယ်မာတို့ကမြင်းတွေအတွက်သုံးတဲ့အဝတ်စာကြီးတစ်ခုကိုအပေါ်ကမိုးရင်နဲ့ကားထဲကိုဝင်လိုက်ကြပါတယ်။အဲဒီနောက်သူတို့ကမောင်းထွက်လာကြပါတယ်။ လမ်းပေါ်မှာတော့သူတို့ကတခြားထွက်ပြေးလာတဲ့သူတွေနဲ့ပြင်းနှက်နေတဲ့ရင်ကြောပိတ်ဆို့မူကြီးနဲ့ကြုံပါတော့တယ်။လမ်းမြင့်တဲ့လုံသမားတွေကကားတွေကြပြေးလွှားနေကြရပါတယ်။တယောက်ကသူတို့ကတကားကိုလာခွင့်ပြီးတော့ကွန်ကြီးတောင်းပေမဲ့လည်းမိယောကတော့တကားကိုပိတ်ပြီးတော့ငင်းပြလိုက်ရပါတယ်။အဲဒီနောက် Alice ကိုသွားလို့ရနိုင်မဲ့နေရာစီကိုမောင်းခိုင်းလိုက်ပါတယ်။သူတို့မိသားစုကလူမရှိတော့တဲ့ကုန်တိုင်းတစ်ခုကိုရောက်လာကြပါတယ်။အဲမှာတော့သူတို့တွေလည်းအဝတ်စားတွေစားစရာတောက်စရာတွေကိုယူလာခဲ့ကြပါတယ်။အဲလစ်ကတော့သူမရဲ့အကိုဖုန်းခေါ်လိုက်ပြီးတော့ သူကတော့မီယော့ကိုကူညီတောင်းခဲ့တဲ့အတွက်အော်ဟစ်လိုက်ပါတယ်။သူကအဲလစ်တိုကို SM မိုးတွေကမရွာသေးတဲ့အရှိတ်ကိုသွားဖို့ပြောလိုက်ပါတယ်။နောက်တော့သူကသူနဲ့ဆုံလို့ရမယ့်လိမ့်စာတစ်ခုကိုလည်းပို့ပေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲမီယော့နဲ့ဆယ်မာတို့ကသူတို့တွေ့ထားတဲ့ fiber စာကြီးတွေကိုတုံးပြီးတော့ကားအတွက်အကာတစ်ခုဖန်တီးနေကြပါတယ်။အဲဒါနဲ့ဆိုရင်ခဏတာတော့အကာအွယ်ဖြစ်လောက်ဖို့အတွက်လည်းရည်ရွယ်ထားခဲ့ပါတယ်။မီယော့တယောက်ခေရန်စီကိုလည်းဖုန်းစတိုက်ခေါ်နေခဲ့ပေမဲ့လည်းသူမရဲ့ဖုန်းကဆက်သွယ်လို့မရခဲ့ပါဘူး။ သူတို့တွေလည်းထွက်လာကြပြီးမယောကတော့ကာကာအဲလစ်ရဲ့အကို bright ပြောတဲ့နေရာတိကိုမရောက်တော့တော့ဘူးလို့ဆိုရင်နေခဲ့ပါတယ်။ဒီနေ့တိုင်းမှာပဲကာကာထိခိုက်ထားပြီးတော့ဟောင်းနေတာကြောင့်လမ်းမှာပြက်ပြီးတော့ရပ်သွားခဲ့ပါတယ်။အဲဆက်မိုးတွေကရွာထားတဲ့လမ်းပေါ်မှာညနေကြီးကားပြက်သွားတဲ့သူတို့အတွက်တော့အပြင်ကိုလမ်းလျှောက်သွားဖို့ကလွယ်ပြီးတော့နီးလမ်းမရှိတော့ပါဘူး။မယောကတော့သူတို့ကိုနီနာကစားတော့ဆိုင်စီကိုပဲခေါ်သွားလိုက်ပါတယ်။ဆိုင်ထဲမှာတော့ဂုံပြူပွဲတစ်ခုအတွက်စားတော့တွေကိုပြင်ဆင်ထားတာကိုမြင်ရပါတယ်။ဒါမဲ့လူတိုင်းကထွက်သွားကုန်ကြတာကြောင့်အကြောင်းလေးတစ်ကောင်သာကြံနေခဲ့ပါတယ်။ မယောတယောက်ခေရန်နဲ့ဆက်သွယ်ရလိုက်ပြီးခေရန်ကတော့အနေအများတာတွေမလုပ်ဖို့တတိပေးလိုက်ပါတယ်။ဖုံးချလိုက်ပြီးတဲ့နောက်မှာတော့မယောကမိဖို့ကြောင့်ကိုသွားပြီးတော့ရေသွားရှာလိုက်ပါတယ်။ရေကစိတ်ချရလားစစ်ဆေးဖို့အကြောင်းလေးကိုတိုက်ကြည့်လိုက်ပါသေးတယ်။ဒါမှမဟုတ်ရေကဘာမကောင်းတော့ပါဘူး။ရေကတက်တာတွေမှာရှာကြည့်လိုက်ရင်ရှမ်ပင်နေကြံနေသေးတာကြောင့်ရေစားရှမ်ပင်ကိုပဲတောက်ထားရပါတယ်။မယောကတော့ကျွန်တော်တို့အတွက်အကာအကွယ်လုပ်ဖို့ခဲဘက်ပြားတွေကိုတုံးပြီးတော့ဖနှက်လုပ်လိုက်ပါတယ်။အပြင်ကိုတော့မနေ့ကမှသွားကြစို့လို့စီစဉ်ထားလိုက်ပြီးတော့ စားသောဆိုင်ထဲမှာရှိနေတဲ့စားစရာတွေကိုပဲစားကြဖို့အစီအစဉ်လိုက်ကြပါတယ်။ဒီနောက်မှာတော့သူတို့က Bright နဲ့တွေ့မဲ့နေရာပြောကြရင်းနဲ့ Bright ကတေချာပေါက်လာမဲ့အကြောင်း Alice ကပြောလိုက်ပါတယ်။အဲလိုနဲ့ Alice နဲ့ Mio တို့နှစ်ယောက်ကအခြေတင်ဖြစ်ကြပြန်ပါတယ်။ဆယ်မကကြားတဲ့ကနေဖြန်ပြေးပေးဖို့လုပ်ပေမဲ့လည်းသူတို့ကယူမဆိုင်ခဲကြပါဘူး။အဲဒီနောက်မှာတော့သူတို့ကလမ်းလျှောက်ရင်းနဲ့အနားယူလိုက်ကြပါတယ်။ဆယ်မာကကြောင်လေးကိုရှာဖွေရင်းနဲ့တည်နေတဲ့ကြောင်လေးကိုတွေးလိုက်ရပါတယ်။ကြောင်လန်နေခဲ့တဲ့ဆယ်မာကတော့သူမရဲ့အမေအဲလစ်နဲ့အတူတူအိတ်ဖို့ရောက်လာခဲ့ပါပြီ မယောတယောက်လဲနိုးလာပြီးတော့သူတို့ကိုစောင့်ကြည့်ပေးနေခဲ့ပါတယ်။နောက်နေ့မနက်မှာတော့သူတို့က bright ပြောထားတဲ့မျိုးစီကိုလမ်းလျှောက်သွားကြပါတယ်။ဒါမဲ့လည်းအဲ့ဒီမျိုးကိုရောက်ဖို့စစ်တပ်ကစောင့်ကြပ်ထားတဲ့တံတားကိုဖြတ်သွားရပါမယ်။စစ်သားတွေကတံတားကိုလူကန့်တက်နဲ့သာဖြတ်တန်းခွင့်ပြုတာပါ။အဲ့စက်မိုးတွေကြောင့်ထိခိုက်ထားတဲ့အတွက်လူများကြီးသွားလာရင်တံတားကျိုးကျနိုင်ပါလိမ့်မယ်။ဒါမဲ့လည်းလူအုပ်ကြီးကတိုးပေသွားကြပါတယ်။ရှုပ်တွင်းနေတဲ့လူကြီးတွေကနေပြီးတော့မီယော်နဲ့ဆယ်မာကကြံနေခဲ့ပြီးတော့ Alice ကတော့တံတားတစ်ဖက်ကိုသွားလိုက်ရပါတယ်။ လူအုပ်ကထိမရတော့တာကြောင့်စစ်တပ်ကမြေရိုးဘုံတွေကိုတုံးပြီးတော့လူအုပ်ကိုထိန်းလိုက်ရပါတယ်။ဒါမှမဟုတ်လည်းတရားကစတင်ပြီးတော့ပြိုကျလာခဲ့ပါတယ်။ Alice ကြောင့်နောက်ကိုပြန်လှည့်လာခြင်းပဲမဲ့လေလူအုပ်ကရှေ့ကိုမရမကသွားနေတာကြောင့်ရောပြီးတော့ပါသွားခဲ့ပါတယ်။ယုံရင်စားကပြင်းနဲ့တရားပေါင်ကကြိုးကြကသူမကသူများတွေနဲ့တူရေထဲကိုပြုတ်ချသွားခဲ့ပါတယ်။ဆယ်မကတော့ရေထဲကိုကြာသွားတဲ့သူမရဲ့အမေကိုကယ်ဖို့မြကန်းပေါင်ဘေးကိုသွားလိုက်ပါတယ်။ Alice ကလည်း asset တွေရောနေတဲ့ရေထဲမှာရုန်းကန်နေရပါတယ်။ နောက်ဆုံးမှာတော့ Alex ကစပြေးမယုံကန်နိုင်တော့ပဲတဲ့နှမြုပ်သိဆုံးသွားရပါတယ်။မယောကတော့သူ့ရဲ့ဝမ်းနဲ့နေတဲ့သမီးလေးကိုဘေးနားကနေထိန်းထားလိုက်ရပါတယ်။အဲဒီနောက်သူမကိုမြကန်းဘေးကနေခေါ်သွားလိုက်ပါတယ်။ Alex ရဲ့အလောင်းကတော့မြေရင်နဲ့အတူ မျောပါသွားခဲ့ပါပြီ။ဝမ်းနဲ့ဆရာဖြစ်ရပြီးမှတော့မယောနဲ့ဆယ်မာတို့ကဒုက္ခတဲ့စကန်ကိုရောက်လာကြပါတယ်။မြောကကေရန်ကိုဖုံးဆက်လိုက်တော့သူမကအေဝါကစေယုံအသက်တစ်ခုကိုပြောင်းရတော့မယ့်အကြောင်းကိုသိလိုက်ရပါတယ်။ Price ကိုသွားဖို့အစီအမပြေတော့တာကြောင့်မြောကတော့ ခဲရန်စီကိုပဲသွားဖို့စဉ်းစားလိုက်ပါတယ်။စစ်တပ်ကတော့သူတို့ရဲ့ truck ကားတွေနဲ့လိုက်ပို့ပေးမယ့်အကြောင်းပြောထားပါတယ်။မြောကတော့ဇေမကိုအဲဝါစီကိုသွားမယ့်အကြောင်းပြောလိုက်ပါတယ်။ဒီနောက်မှာလည်း bright ကဆက်သွယ်လို့မရခဲ့ပါဘူး။ဇေမကတော့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့မပြောဘဲနဲ့သူမမေရဲ့ဒေသုံးမှုကြောင့်ဝမ်းနဲ့နေတုံးပါပဲ။ဒါမဲ့လည်းသူမကကားထဲမှာလိုက်လာခဲ့ပါတယ်။မကြခင်မှာပဲကားရန်ကြီးကလမ်းပိတ်ဆိုးနေမှုကြောင့်ရပ်လိုက်ရပါတယ်။သူတို့ရှိလက်ငါခြေလင်းသာသွားနိုင်တော့တာကြောင့်စစ်သားတွေကလူတွေအကုန်လုံးကိုလမ်းဆင်းရှောက်ခိုင်းလိုက်ရပါတယ်။ မကြခင်မှာပဲဒိမဲတွေကကောင်းကင်မှာစူးစီးလာကြပြန်ပါပြီ။မိုးရိုးပြစ်တံတွေမိုးချိန်တံတွေကြောင့်လူအုပ်ကလော်ဒကြီးနဲ့ရှေ့ကိုသွားနေကြရပါတယ်။လူအုပ်ကမုံတိုင်းစီကထွက်ပြေးရင်းနဲ့ပို့ပြီးတော့ထိတ်လန့်လာနေကြပါပြီ။မြောကတော့ဆေမာကိုဆွဲပြီးတော့ပြေးနေပေမဲ့လေဒီနေရာမှာတော့ဆေမာကပင်ပန်းပြီးတော့ဆံမပြေးနိုင်တော့ပါဘူး။သူတို့နှစ်ယောက်ကကြံတဲ့သူတွေရဲ့နောက်ကိုရောက်သွားကြရပါတယ်။အဲနောက်မိုးတွေကစတင်ကြလာပြီးမြောကဒေါ်ရဲကအပျက်စီးပုံတွေကိုတွေးလိုက်ရပါတယ်။ သူကဈေးမကိုမြောက်ခန်းတစ်ခုထဲကိုသွားခိုင်းလိုက်ပြီးတော့သူကလည်းလိုက်ဝင်လာခဲ့ပါတယ်။လိုင်ကောင်းထဲကိုဆက်ချာပွေလာရင်းနဲ့ထွက်ပေါက်ကိုတွေးလိုက်ပြီးတော့ဟောင်းနှမ်းနေတဲ့ဆွန့်ပစ်မြောင်တစ်ခုဖြစ်နေခဲ့ပါတယ်။ဝေးရသွားတဲ့အချိန်မှာတော့သူတို့ကဆက်ပြီးတော့ခီးဆက်ခဲကြပါတယ်။ဒါမဲ့လည်းလမ်းမှာတော့မီယော်တယောက်ခန္ဓာကိုယ်ကပင်ပန်းလာလို့နာကျင်လာနေခဲ့ပါပြီ။သူတို့နှစ်ယောက်ကလေကွင်းပြင်တွေကိုဖြတ်ပြီးတော့မြို့လေးတစ်ခုစီကိုရောက်လာကြပါတယ်။မျိုးတယောက်တကားတွေကိုလိုက်ခောက်ကြည့်ပင်မဲ့လဲဘသူကားမှမဖြေကြပါဘူးဒီမျိုးလေးကလည်း၆ကတ်နေခဲ့ပါပြီ သူတို့ကမြို့ထဲကိုဖြတ်သွားရင်လည်းဆေမာကတော့အငူကြွေးလာပါတယ်ဆေမာကိုချောလို့မရနိုင်တာကြောင့်မြောကခဏနားနိုင်ဖို့နေရာတစ်ခုကိုရှာဖွေလိုက်ရပါတယ်ဒါမှမဟုတ်လည်းဘာဖြစ်လို့လဲမသိဘဲနဲ့ရုတ်တရက်လဲကျသွားခဲ့ပါတယ်အနီနာကအင်ကနေလှူရှားမှုတွေ့တာကြောင့်ဆေမာတယောက်လည်းအကူအညီအတွက်အော်ခေါ်လိုက်ရပါတယ်မြောနိုးလာချိန်မှာတော့အင်တကူထဲမှာရောက်နေခဲ့ပါပြီသူတို့ကိုဒိုဘရာလို့ခေါ်တဲ့မျိုးသမီးတယောက်ကခေါ်ပေးထားခဲ့တာပါသူမကတော့ဖျားနာနေတဲ့သူသားလေးကိုစောင့်ရှောက်ရင်းနဲ့ကြံနေခဲ့တာပါဒိုဘရာကတော့လူစိမ်းတွေရောက်လာတဲ့အတွက်တိတ်တော့မကျေနပ်လှပါဘူး အထူးသဖြင့်မျိုးစီမှာလည်းပြစ်သားတွေအတွက်အခြေအခံခြေဘက်ရှိနေလို့လည်းဖြစ်ပါတယ်။သူမကရေချိုးလို့ရနိုင်ကြောင်းပြောပေမဲ့လည်းအစားတောင်းတဲ့တောက်ရီတော့မမြပေးနိုင်ကြောင်းပြောလိုက်ပါတယ်။သူမတို့သားမီးအတွက်တောင်းအနှဲငယ်သာကြံတော့တဲ့ကြောင်းလည်းပြောလိုက်ပါတယ်။မျိုးကတော့ဘုံအသွင်းမှုကိုပဲစိတ်ဝင်စားပြီးတော့သူတို့ကြာကြာမနေမဲ့အကြောင်းကိုလည်းပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဆယ်မာကတော့ SMO ကြောင့်ပျက်စီးနေတဲ့အခန်းထဲမှာကြောက်ကက်ဆေးတဲ့ဆက်ကိုတွေ့လိုက်ရပါတယ်။အဲမှာကတ်သွားလိုက်တဲ့အချိန်မှာတော့ဆက်ကအတံမီလာခဲ့ပါတယ်။ အဲဒီချိန်မှာပဲဒိုဘရာကြားသွားခဲ့ပြီးတော့သူတို့ကိုထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါမဲ့လည်းမသွားခင်မှာတော့မီဟောကဆက်ကိုဒုတိယထပ်ကနေ SS မိုးရီတွေမကြမဲ့မြောက်ထပ်ကိုရွှေ့ပေးခဲ့ပါတယ်။ဂျေဇူးတင်တဲ့အနေနဲ့သူတို့ကိုကိုတော်မှာတ냐နေဖို့ခွင့်ပြုပေးလိုက်ပါတယ်။ဒါမဲ့ရင်းနဲ့စားစရာတွေကိုတော့မမြပေးနိုင်ဘူးလို့တော့ပြောလိုက်ပါတယ်။မီဟောကတော့ပစိန်တလက်ယူပြီးတော့ဘေးနားကလူမရှိတဲ့အိမ်ကနေစားစရာတွေယူလိုက်ပါတယ်။ဆေမာကတော့ဒိုဘရာနဲ့စကားပြောနေရင်းနဲ့သူမတို့ကြုံတွေ့ခဲ့ရတာတွေကိုပြောပြလိုက်ပါတယ်။ အပြင်မှာအန္တရာယ်များနေတာကြောင့်အိမ်မှာပဲအကြာကြီးမနေသင့်ကြောင်းလည်းပြောလိုက်ပါတယ်။အဲဒီချိန်မှာမီယောကတော့ကယ်ရန်စီကအတန်မက်ဆေ့ကိုနားထောင်နေခဲ့ပါတယ်။ကယ်ရန်ကတော့သူမရဲ့လိပ်စာကိုပြောပြလိုက်ပြီးတော့သူတို့ဘေးကင်းစေဖို့ဆူတောင်းပေးနေခဲ့ပါတယ်။အဲဒီနောက်ညမှာတော့မီယောကကိုရောင်မှာအိပ်ယာပြင်နေပါတယ်။ဆေးမရောက်လာပြီးတော့သူမကအဲဝါကိုမသွားခြင်းကြောင်းပြောလိုက်ပါတယ်။ကယ်ရန်ကသူမကိုမလိုချင်တော့ဘူးလို့လည်းတွေးနေခဲ့ပါတယ်။ညစာစားကြတဲ့အချိန်မှာတော့မီယောကဒိုဘရာစီကသဘောမကျတဲ့အကြည့်တွေကြောင့်အဆင်မပြေဖြစ်နေခဲ့ရပါပြီ။ တို့ကမနေဂျာထွက်သွားမှဖြစ်ပြီးတော့ဒိုဘရာတို့လည်းအမြန်ထွက်သွားတင်ကြောင်းပြောလိုက်ပါတယ်။အဲဒီညမှာတော့တို့ကနေရာခွဲအိတ်ကြပါတယ်။မျောနဲ့တူသူမီကကိုတော်မှာအိတ်ပြီးတော့ဒိုဘရာတို့ကတော့မျောခန်းထဲမှာအိတ်ကြပါတယ်။လူစိမ်းတွေကိုစိုးရိမ်နေတာကြောင့်ဒိုဘရာကတကားကိုအတွင်းကနေလောချလိုက်ပါတယ်။ညမှာတော့ SS မိုးတွေကြောင့်ရေပိုက်ခေါင်းတွေကတိုက်စားပြီးတော့အစိမ့်တဲ့ရေတွေကစိမ့်ထွက်လာခဲ့ပါတယ်။အဲဒီရေတွေကတိုက်စားရင်းနဲ့အစိမ့်တန်းငွေတွေထွက်လာပြီးတော့အိမ်ထဲပြန့်နှံ့လာခဲ့ပါတယ်။ မြောကတော့ဒိုဘရာတို့ကိုတတိပေးဖို့လုပ်ပေမဲ့တကားကလောချထားတာကြောင့်ပြောမရဖြစ်နေခဲ့ပါတယ်။သူတော်နေတာကိုလည်းအထက်ကဒိုဘရာတို့ကမကြားခဲ့ပါဘူး။အင်ကြီးကပါပြိုကျလာတာကြောင့်မြောတယောက်ဆဲမကိုဆွဲပြီးတော့ကိုရောင်တဲကကားစီကိုပြေးလိုက်ရပါတယ်။ဆဲမကတော့ဒိုဘရာတို့ကိုမထားခဲ့ခြင်းကြောင့်ပြောပင်မဲ့လဲမြောကကားကိုနှိုးပြီးတော့မောင်းထွက်လိုက်ရပါတယ်။တံခွေမြူခိုးတွေဖုံးနေတာကြောင့်မြင်ကွင်းကလည်းဘာမှမမြင်ရပါဘူး။ဘူဆိုရာကကားရဲ့လမ်းမြစနစ်ကလည်းလုံးမလုံးတော့ပါဘူး။အဲ့လိုနဲ့ပဲသူတို့နှစ်ယောက်ကလက်ကွင်းတစ်ခုထဲမှာကားကရပ်သွားခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲဆယ်မာကငိုကြွေးပြီးတော့အော်ဟစ်မိလိုက်ပါတယ်။စိတ်ရှုပ်တွင်းနေတဲ့မီယောကလည်းသူမကိုပြန်ပြီးတော့အုံငေါလိုက်ပါတယ်။အဲလိုနဲ့ဝမ်းနဲ့သွားပြီးတော့ဆယ်မာကထွက်ပြေးသွားပါတယ်။မီယောကလည်းကားပေါ်ကဆင်းပြီးတော့အပြင်ကိုကြီးလိုက်ပါတယ်။သူတို့ကလယ်ကွင်းထဲမှာရောက်နေပြီးတော့ရေပိုက်တစ်ခုကြောင်းနေရာတစ်ခုလုံးအက်ဆစ်ရေတွေရှိနေခဲ့တာပါ။အဲလိုကြောင်းလယ်ကွင်းကအက်ဆစ်ရွှွညုံကြီးလိုဖြစ်နေခဲ့ပါတယ်။ဒီနောက်မှာတော့ဆယ်မာကဒီလယ်ကွင်းထဲကိုထွက်ပြေးသွားတာကိုတတိယလိုက်ပါတယ်။ဆယ်မာကတော့အဲဒီအက်ဆစ်တွေကြားထဲမှာပိတ်မိနေခဲ့ပါပြီ။သူမကသူမရဲ့ဖေကိုအော်ခေါ်လိုက်ပါတယ်။ မျိုးတယောက်လေကွင်းကိုကားနဲ့ဖြန်ပောင်းခြင်းပေမဲ့လည်းကားကရှွန့်တွေကြောင့်မောင်းမရဖြစ်နေခဲ့ပါတယ်သူကကားကိုပြစ်ထားခဲ့လိုက်ပြီးတော့သမီးလေးကိုကယ်ဖို့ acid တွေရောနေတဲ့မြေကြီးကိုဖြတ်ပြီးတော့သွားခဲ့ရပါတယ်သူရဲ့ခြေထောက်တွေကို acid တွေကတိုက်စားသွားမှကိုလည်းဂယူးမဆိုင်တော့ပါဘူးခက်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 အားထုတ်ပြီးတဲ့နောက်မှာတော့သူကဆေမကိုကားပေါ်တင်ပေးပြီးတော့လဲကျသွားခဲ့ပါတယ်။ဆေမကတော့မီယော့ကိုကားခေါင်ဘိုးပေါ်ကိုဆွဲတင်ပေးလိုက်ရပါတယ်။မနေ့ကမှတော့မီယော့ရဲ့ခြေထောက်တွေမှာအက်ဆစ်တိုက်စားသွားတဲ့ဒဏ်ရာတွေအပြည့်ဖြစ်နေခဲ့ပါပြီ အဲဒီနောက်မနက်ခင်းမှာဖြန့်မောင်းလာတဲ့ကားတစ်စီးကသူတို့ကိုမြင်ပြီးတော့ဒုက္ခသည်စကန်ကိုခေါ်ဆောင်ပေးခဲ့ပါတယ်။အဲမှာတော့ဆယ်မာကသူမရဲ့ဦးလေး Bright စီကအဆက်အသွယ်မရတော့တဲ့ပြင်မီယော့သွားကျင်နေတဲ့ခေရန်ကလည်းတည်ဆုံသွားပြီဆိုတာကိုသိလိုက်ရပါတယ်။ဆယ်မာကမီယော့ကိုကုသပေးနေတဲ့အခန်းကိုသွားလိုက်ပါတယ်။မီယော့ကတော့ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးလိုက်ရပါတယ်။ဆယ်မာကတော့သူမရဲ့ဖေကိုတရင်ဆိုးတွေအကြောင်းပြောမပြနိုင်တော့ဘဲနဲ့ခေရန်အကြောင်းရှာပေးမယ်လို့ပဲပြောလိုက်နိုင်ပါတယ်။ဆယ်မာတယောက်လည်းမီယော့ရဲ့ရင်ဘတ်ပေါ်မှာမှီလိုက်ရင်းနဲ့မြေတွေကိုဖုံးကွယ်ထားလိုက်ရပါတယ်။ ဇလန်းကတော့ဒါပါပဲခင်ဗျာစုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ